အဝရဏကထောင်းပေးရတယ်ဉာဏ်ကခန္ဓာကိုယ်လဲပြီးနာကြလို့ရှင်းပြင်တရားဝဲဆုံးမှာသတ္တဗံကရကနာကံရံတာဆိုတာသိဖို့ရလွယ်လေလို့ဘုရားခင်ကရမကြီးကဟောထားတယ်။ဒါကဘုန်းကြီးပြောတာလေနာကြပါလေ။ဉာဏ်ကဘယ်နေရာပြောနေတယ်ဆိုတာလေးကိုဉာဏ်ကဥတ္တေပိကာရနေတော့မူဉာဏ်နဲ့ခန္ဓာကိုယ်ဤနှိစ္စရှင်းနဲ့တွေ့သွားလို့ရှင်းပြင်တဲ့ အရမတ်ပါဠိတွေကလည်းပြည့်စုံပြီးသားမှုဒီနေရာဒီဌာနရောက်လာတော့ကျွေးလို့ရေအလွယ်လေးနဲ့ဖြစ်နိုင်တယ်ဆိုတော့ဆရာတကယ်ကျွတ်မှတ်ထားတယ်ပါဠိတွေပါတယ်ဘာမှစဉ်းစားပြီးကြတာမနေဘဲနဲ့ပြည့်စုံပြီးသားဆိုတာကိုလည်းသေသေးချာချာကိုယ်ကိုယ်တိုင်သုံးဖြတ်ချက်ချထားပါအဲဒီပြည့်စုံပြီးသားပါ ြည့်စုံပြီးသားကိုမပြေဘူးရှင်းနေလို့ကြည့်ရင်လည်းတကားသိလွယ်လိမ့်မယ်။မှန်ပါဗျာ။ပြည့်စုံပြီးသားမပြေဘူးထင်။မှန်ပါဗျာ။လွယ်လိမ့်မယ်ဆိုတာခွင့်ရတရားဓမ္မတွေသိချင်မှတ်တာ။မှန်ပါဗျာ။ပြည့်စုံတာခွင့်ကြီးထောက်ခံရပေးပါမယ်။မှန်ပါဗျာ။ရသနာနဲ့ကြုံခြင်းနဲ့ပြည့်စုံခြင်းတမျိုးမှန်ပါဗျာသစ္စာတရားဟောရတဲ့ပုဂ္ဂိုလ်နဲ့တွေ့ခြင်းဟာလဲမှန်ပါဗျာပြည့်စုံခြင်းတမျိုးမှန်ပါဗျာ ောင်းတတ်တဲ့နားနဲ့ခမည်းတော်ပြည့်စုံရင်ဟာလေတမျိုးပဲဆိုတာသိကြတယ်ဟောင်းတတ်တဲ့နားရှိပြီးခါလာကျင့်နေခြင်းမလုပ်ဘဲနေပြန်လည်းမဖြစ်တော့ဘူးလုံဆဲဖြစ်နေပြန်တော့လေပါရမီပြည့်လို့လို့ဟုတ်ပါဘူးဟောကြအဲ့ဒါအမှုတော်ပါဠိတော်ကြီးမှာကိုယ်တော်တိုင်းပါရမီပြည့်မပြည့်သုံးချက်ချက်ရှာတဲ့နေရာမှာအခုပြောတဲ့အားချက်ကိုသေးသေးချာချာပြတယ် ။အဲဒီအာလုံးတရားဓမ္မတွေကိုယ်စိတ်ကနောက်ကိုမဆုတ်ဖဲနဲ့။ဟောပြည့်စုံကြီးကပုဂ္ဂိုလ်ဟာဖြင့်နောက်ပြန်လဲနေဖို့မလိုဘူး။ပြည့်စုံတဲ့ပြည့်စုံပြီးကိစ္စပြေအောင်လာကိုယ်ကြီးစိုက်ဖို့လာလို့တော့လေဆိုတာအကျိုးလိုမာရင်လို့ဆုံးဖြတ်စေချပါ။ရှင်းပြီနော်ပြီးတော့လည်းဘုရားရှင်ကိုရမကြီးကဟောတာရှိသေးတယ်

အဲ့ဒီထဲကျုံမှုရှိပြန်လို့ရှိရင်လည်းငါဘုရားသာသနာလေးအလင်းလေးလေးကျုံလို့ရှိရင်လည်းပါဠိပြေပြီးသားပါဘုရားဆိုတော့ရတုစဉ်းစားကံရှိရှိထုတ်နေပါနဲ့ဆိုတာသတိပြလိုက်ပါဘုရားစဉ်းစားကံရှိရှိထုတ်နေပါနဲ့စဉ်းစားကံရှိရှိထုတ်လေတကားကြွယ်နောက်ဆုံးလေပဲဘုရားစဉ်းစားကံရှိရှိထုတ်လေဘုရား အဲ့ဒါတွေကိုဘာမှမယုံကြဘဲနဲ့ဘုန်းကြီးတို့ဓမ္မတွေကဩအမြတ်ခံငုံးမယ်ပြန်ဘုရားလက်ဖြင့်လင်းလောက်ကျဲမှာတို့သာသနာအလင်းအောင်ကျဲမှာလာကြုံနေတာဖြင့်ဒါတို့ကငုံးဝရိယလေးနဲ့သင်္မန်းဌာနလောက်ရဲ့လို့ရှင်ကျုံတဲ့ပုဂ္ဂိုလ်ဒီပြည်ပြည့်ကိစ္စရှိတဲ့အကြောင်းပဲဆိုရလို့ရှာဖြင့်များတို့ပဲသုံးရတဲ့ချပါလို့ပြောလိုက်နော် ဒီရင်ရှိသမလားယန္နနာဘုရားခင်ကရုဏာကြီးပြိဋ္ဌာန်ဆံမယ်ဆိုတော့ဒီမနံချုံးမဲ့ချပြီးငိုတဲ့အချိန်မှာမင်းပြီးပြီသားအကြောင်းရှိပါလေကွာလို့ဟောတာပြီးပြီသားအကြောင်းရှိပါလေဆိုတော့သူနဲ့တွေ့တဲ့ပြီးပြီသားအကြောင်းသုသာနာနဲ့တွေ့ရင်အဲမင်းမပေါ်နဲ့ကွာဆိုတော့ ပြည်ဒီရာအကြောင်းရှိရင်ငိုစရာအကြောင်းမလိုပါဘူးကွာဆိုရဘုရားခင်ကိုရမကြီးပြောထားခဲ့တော့နောက်ကြည့်စမ်းပါလားပြိဋ္ဌာန်ဇာမင်းနောက်ခေါင်းရလေတော့သူဒီတရားဓမ္မတို့ပြည်ဒီရာအကြောင်းရှိတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးဒီကလာကြိုးစားလိုက်တာစဉ္ညာနဲ့ဒီကဖြစ်တဲ့ဒီကြိုးစားလိုက်တာဝိလင်္ဂဏီတော်မှဝရိယလွန်နေလို့ဥမာတယ်မရဘူးမှန်ပါပါ သိရလွန်နေပြန်လဲတရားဓမ္မတော့မရဘူးအဲ့တော့ဘုရားဝိရိယနဲ့သမာဓိကမမြဘဲနဲ့သမာဓိကနောက်ကျဝိရိယကရှည်သွားနေပြန်တော့ငောတာဆိုင်ရွေနိဗ္ဗာန်ကြီးရရှင်းရှင်းလင်းလင်းမမြင်လားကနဲ့သူစိတ်ထဲတော့မလျှော့ပါဘူး။ဘုရားခင်ကိုရမေကြီးကငါပြည်ပြည်သားကြောင့်ရှိတယ်လို့ဟောကြတာ။ဘုရားရမှာပဲဆိုပြီးဒီကလာသူဒီပြောကြလိုက်ပါအ ကျွတ်ဆက်လိုက်တော့ဝိရိယရည်ကျင်းထန်နေပြန်တာနဲ့တကယ်တည်းဝိရိယနဲ့သမာဓိကမကြီးပြန်မကြီးပြန်တော့လေဘန်းကိုရင်စဉ်းရံအတွင်းမှာဒုက္ခချုပ်တဲ့နေတာမမြင်ချာတကယ်ကျဘာလုံးနေအဲ့ဒါကြောင့်ဘုန်းကြီးတွေဓမ္မတွေရဲ့လူကျန်သွားကြည့်တဲ့ဝိရိယလွန်နေပြန်တယ်မရဘူးလူကျန်သွားကြည့်လို့ဝိရိယလွန်နေပြန်တယ် ဒါဖြင့်ဝရိယနဲ့ဓမ္မာရီကိုခန္ဓာကိုယ်ဖြစ်တဲ့အိဋ္ဌရှိတဲ့သူကိုသူမလွန်ငါမသာရဘဂတိကျွဲလို့ပါရေးမိရေးပါဗျာအဲ့ဒီလိုဆိုရခြင်းဝရိယကလည်းမလွန်ခြင်းနဲ့ဓမ္မာရီကလည်းမလွန်ခြင်းနဲ့သူကကျွဲတော့ကျွဲပဲကျွဲပဲမှာတခုခုလွန်နေတော့ဝရိယလွန်တော့စိတ်ကရမှာမဟုတ်ပါဘူးဆိုတော့ဥဒိစ္စပဲပြေးတတ်တယ် ။သမာဓိလွန်မြန်တော့လေသင်္နာမိတ်တာဆိုရင်ငန်းကြီးတဲ့ပဲပြေးတယ်။အဲကြောင့်ဘုရားတို့ခုကြီးနေအောင်ထားပြီးဒကာမတွေကသာသနာ့ဘုရားဖြစ်နေရရမယ်မကြီးလို့မရတာပဲရှင်ကြည့်ပေးဒါကြောင့်သူပြောတဲ့ချက်တွေကရေးကြည့်တယ်နော်ဘာဖြစ်လို့လဲဆိုတော့လေချင်းလောက်ပါ့ လုတ်ပြန်ပါတော့လဲလွန်းနာကျွန်းနာရှိနေလဲဆရာကညှိမပေးလို့ရှင်တကယ်ကျွဲမြို့မှန်လို့မရတာလဲရှိသေးအဲ့တော့အာရုံတရားနာလာကြတယ်ဂရမတွေအားထုတ်ကြပါအားထုတ်တဲ့ကဝိရိယလည်းမလွန်သေးနဲ့သမာဓိလည်းမလွန်သေးနဲ့သမာဓိလွန်နိုင်ပြီတဲ့ပဲသွားပါလေဝိရိယလွန်ရင်ဥဒိစ္စပဲသ

ရင်းပြီအဲ့ဒါသာသနာ့ရုံးကဖြစ်ပင်မဲ့အညစ်ကလေးလိုနေပြန်တဲ့အချင်းကြတာဘုရားဆရာဘုန်းကြီးကအာရကအိမ်မှာလဲအာရကတက်အလုံးစုံဓမ္မတွေဝရိယနဲ့သမာဓိကြီးနေအောင်ခန္ဓာဖြစ်ဖြစ်ရှိတဲ့ကြီးလွတ်ပါအဲ့တော့ခင်ဗျားတို့ရှိတဲ့မဲခင်၅ပါးထဲမှာဝိရိယနဲ့ဓမ္မရီကပါပြီးသားဖြစ်နေပါဘူး။နောက်တစ်ခါညီညွတ်ခေါ်ရတာ တရားဆိုတဲ့တရားတရားရှိလို့ဒီလုတ်လုတ်ပညာနဲ့သရဏပညာနဲ့ကိုလေရာဇဝရုံးမှရင်တို့ကကြီးညံတော့သရဏပညာကိုကြီးပြည့်ရှိရဲ့ရှိဖို့နော်သရဏပညာဘာလို့อ่ะကြီးအောင်တော့လိုက်ရင်ရှင်းရင်သရဏဉာဏ်တော့လေဃာရမတို့ ရဟန်းနဲ့ခါကြတယ်ရှိပြန်တော့ရှင်းဖြင့်နဲ့ဘယ်ဘက်ကိုသွားရတယ်ဆိုတာဓရမကိုဖွာတယ်တဏှာပဲပြီးသွားဘယ်အရှင်ယူပါလဲရှင်ယူပါလဲဆိုပြီးခင်းတဲ့ဘက်ပြီးသွားဒိဋ္ဌဉာဏ်နဲ့ဆက်မြပြန်တော့လဲတောက်ဖြစ်တဲ့ဘက်ပြီးသွားသဘောကျဒါဖြင့်သရဏဉာဏ်ကိုလေသရဏကလေးယုံကြည်ကြည်ရမယ်ဆိုတော့ယုံကြည်တာ ပညာကလည်းအင်းစိုက်ခင်းနဲ့စိုက်ခင်းနဲ့ဖြစ်ဖြစ်နဲ့ကဲ့အောင်လုပ်ပါအဲ့ဒါကရဏပညာဉာဏ်ပြန်လို့ရှိရင်လည်းတရားကျွေးဥမာရင်တို့ရရဒါဖြင့်ဝရိယနဲ့သမာဓိကိုလည်းညီညွတ်ဆိုပါရဏပညာကိုပဲဝေလို့ရတယ်။ဒါကတည်းနေရာကြ။ဒီလိုရှိတဲ့ရှိကုန်မှရင်ဒီလိုဆုံးလို့ရတယ်။ ဇွန်မလိုက်တဲ့ခါရလိုက်ခြင်းသရမအဲဇနာဝန်ဘုမရပြညာမြန်တော့အထုတ်ဖြစ်တယ်ထုတ်ဖြစ်ရှင်နေတဲ့ဘောဓိယဝန်ဘုမရအဲ့ဒါကြောင့်သရပြညာဝရိယသမารိဖြင့်အိန္ဒြေယံလုတ်ဒါပါပဲအဲ့တော့ ပါရမီပြည့်စုံမိသားမှာလည်းကြည်ပြင်းနဲ့ဆရာသမားကင်းမြန်လို့ကြည်ရင်လည်းတကယ်သိအချင်းနှောင်းပါအားလုံးကဆရာသမားတွေဒီနေ့ပြောတဲ့စကားအလုသမားမှာတခါလေခရီးပေါက်ဖို့ပြောနေတယ်လို့မှတ်ရအောင်အလုသမားမှာအဲ့တော့ခရီးမှာတန်းဖြစ်တတ်တာတွေတကယ်ကျေပေါ်ပြနိဗ္ဗာန်သွားတဲ့ခရီးမှာသူတို့မဖြောင့်လို့ မြတ်ကံလမ်းပေါ်မရောက်ခင်းနေပါဆိုလို့ပြောနေတယ်သဘောပါရဲ့အဲသတိကတော့ဖြင့်တရားဓမ္မကိုသိချာမှတ်ပါသတိကတော့ဖြင့်သူကဘယ်တော့မှလွန်နေမရှိဘူးသတိကလုံးလာတာရှိတယ်တရားတော်တရားများကဲ့သို့လွန်တယ်လို့မရှိပါဘူးအဲ့တော့သတိရောက်ဖြင့်ရေကျုံးမှတဲ့တို့ကမသိရှိနေပါဘူး အနိစ္စနဲ့ဆိုတော့အင်းစစ်တဲ့ပေါ်တိုင်းကြော်တိုင်းသတိထားမယ်။သရဏပညာနဲ့ညီအောင်လုပ်မယ်။ဝရိယနဲ့သမာဓိရောညီအောင်ပါဘူး။ဒါဖြင့်ဒီနာဟုဆိုရခြင်းမဂ္ဂငါးပါးညီညွတ်သွားလို့ရှင်းကွာတဲ့။မင်းတို့ဣန္ဒြေညီတဲ့တွေ့တဲ့။ဘယ်နည်းနဲ့မှမရမရှိပါဘူး။ဆိုတော့ဒကာကြီးသိအားရှိကြကောင်းပါဘုရား

ဖြစ်တဲ့ဆုံးနဲ့နိဗ္ဗာန်ကြီးကိုငါမမြင်သေးပါလေငုံလို့သွေးလုံးထုတ်လို့ရှင်ဒီနေ့ခုတစ်ခုခုနောင်းနေပါလေအဲ့ဒါဘုရားရှင်ကပြန်ောက်လိုက်ဉာဏ်နာရီတညာလုံးဆင်းညာနဲ့အာထုတော်ဥမာရီဝရိယလုံးဓမ္မရိယနဲ့ဒါနဲ့အဆုစိတ်ချင်းဩမိုးရလဲလင်းတာမယ် မင်းဒီဝိလန်းလို့ချင်း7နှစ်9နှစ်ဆိုတော့ဒီသင်္ကန်းတွေဘွယ်ရဟန္တာတွေဘွယ်ရဲ့လဲဘွယ်ရမယ်မှန်ပါပါဟဲ့ဒီမှာကိုမဆိုင်သေးရဟန္တာဖြစ်လို့မရောက်သေးသောတာပန်ကတော့ဘုံကဟောထားလို့ဒီကြီးဒီကွာမှန်ပါပါဘုရားကတော့ဗျာဒိထားခဲ့တာမင်းပြီးပြီးသားအကြောင်းရှိတယ်မငိုနဲ့မှန်ပါပါမင်းငါတို့ရဲ့ပြီးပြီးသားအကြောင်းရှိတယ်ဆိုတာကသေးချာမှန်ပါပါ

။ဒုနိဗ္ဗာန်ကလည်းရည်ရည်ပုတ်ပြီးဒီကရကကြွေကမ်းမှဖြစ်တယ်။ဟုတ်ပါဘူး။ဟုတ်ပါဘူး။အဲ့ဒါကြောင့်ဘုန်းကြီးတို့ဒီကရမတွေတရားဆိုတဲ့ကြီးတရားပေါ်နဲ့ယုံကြည်မှုတရားရရမယ်။ဟုတ်ပါဘူး။ဒုက္ခတော်ဘုရားဓမ္မဘုရားဘုရားတန်မြတ်ဆက်ဒုက္ခတော်အကောင်းမောထားတာဒီနေ့ကြက်ကမက်တာဆိုသူများဟောတာမဟုတ်ဘူး။ဘုရားကကောင်းကောင်းဟောထားတာကောင်းကောင်းဟောထားတဲ့တရားမျိုး ဘုရားမကောင်းလို့ဒါဉာဏ်အိဋ္ဌဒုက္ခအနတ္တလို့တာမရသေးတာဘုသူခုခုလို့လို့ဘုရားတော့ကောင်းစွာဟောထားတာအကောင်းဖြစ်ဖို့ဟောထားတာနိဗ္ဗာန်ရဖို့ဟောထားတာတကယ်သိဒီကွာရနော်ကဲဒါချင်းတကယ်ရမလို့ဉာဏ်နာရီဝရိယလွန်နေတယ်ဆိုတာဘောတော့ဉာဏ်နာပါလွန်နေပါဝရိယလွန်နေတယ်ဆိုတာဘုန်းကြီးတို့တကယ်ရမတွေမှတ်ကြတော့ဂိုင်းဝရိယ အဲ့နားပါအောင်မယ်ဆိုပြီးသူသင်ညာဘေးနားမှာရှိတဲ့အိယာညံဘုံလေးတစ်ခုရှိနော်ဒုက္ခလည်းတတိကမလက်ရတတိကမလက်ဘူးဒီနေရာသင်ညာကခဏတော့ကြောလေးလဲလိုက်ဦးမယ်ဆိုပြီးကြတော့သွားလိုက်တဲ့အမှားကြောကြောမှာတယ်နော်ဝိရိယနဲ့သမာဓိကကြီးဆော့ဗရဟ္မဉာဏ်နဲ့ကကြီးဆော့အဲ့ဒီဝိရိယကြောက်လိုက်တော့ကြီးပြီးဆော့သွားတော့ ဒုက္ခရင်တော့မှာခြေတော့နဲ့နေကြီးနဲ့လည်းလွတ်ခါလေးခေါင်းနဲ့ခေါင်းနဲ့လည်းမရှိသေးဘူးလေအဲ့ဒီကြမ်းကရမ်းတာဖြစ်ကဲဒကာရမလည်းညီညွတ်ပြန်တော့လည်းခဏလေးကြီးကြီးလေးဒုက္ခရင်တော့ဓမ္မလေးဆိုပြီးထိုင်လိုက်တော့ဟိုခြေတော့နဲ့နေကြီးနဲ့လည်းလွတ်ခါလေးခေါင်းနဲ့ခေါင်းနဲ့ကမရှိသေးဘူးလေ ဒီကဲမှယန္တာဖြစ်တယ်ဆိုတော့ဩညင်ညွတ်တော့လေခဏလေးပါဘုရားကတက်ကစဉ်းစားကြည့်တာဘောဒီကဲဆိုတာချိန်ညာတာကောင်းနဲ့လက်အိတ်မယ်ဆိုပြီးရှိတော့လေမြေကြီးကတော့ဘာမှရှိမရောက်သေးဘူးဆိုမရောက်ခင်နဲ့အာတော်ပုံသွားတယ်လို့ဆိုတော့ရာကျွေညင်ညွတ်ပြန်တော့လေခဏလေးပဲဆိုတာဥမာနဲ့မှတ်ရတယ်ဘယ်လိုမှတ်ကြ ်ညင်ညွတ်ပြန်တော့ခဏလေးပဲဆိုတာဘုန်းကြီးတရားဓမ္မတွေကမှတ်ထားတော့ဩဒါလေးရတယ်အရေးကြီးတဲ့အချက်ကလေးတစ်ခုပါလားဆိုတာဥမာနဲ့မှတ်ရတယ်။ဒါကြောင့်မှတ်တယ်မှတ်တယ်ပဲ။ဒီဘုရားနာနာမှာတညလုံးဟာဖြင့်မောဟပါဆိုင်ပြီးကြလားနိဗ္ဗာန်မျက်မှောက်မပြုနိုင်ဘူး။ ခုတော့ဝရိယလေးလျှော့တယ်ပြီးဒီကရဒကာရမတို့ကဲခဏနားပါအောင်မယ်ဝရိယနင်းနေလျှော့ပါအောင်မယ်ဆိုပြီးလျှော့လိုက်တဲ့အချိန်မှာငါကဗမာရိပညာရင်းနဲ့သုံးကြီးတာပြင်းလာအဲ့ဒီကရညီလိုက်တဲ့အချိန်ကျတော့ဒီတော့နဲ့နေကြီးနဲ့လဲလွတ်ခါကောင်းနဲ့ကောင်းနဲ့လဲမရှိခင်ရမ်းမှာရမ်းတာဖြစ်တယ်အာဘောတွေဝင်းနဲ့အကုန်ကုန်တယ်ဆိုတော့ဓမ္မတို့ ရကြွယ်တော်တော်တော်ထူးခြားတဲ့ပုဂ္ဂိုလ်ပါ။အဲ့ဒါယနေ့သူ့ကိုရှင်းရှင်းလင်းလင်းပြောရတော့ခင်တဲ့။ဘုန်းကြီးတို့လောကမားတွေတွေ့ပါလေ။ဩလောက်လောက်တတ်များတယ်အကြီးကလိုပါသေးလား။ရှင်းနေမှုပါလေ။ဒါရီရတဲ့ကရှင်အနန္တတခဏနမူနာထုတ်လိုက်ပြန်တော့လေဒီကစိတ်ကြိုက်ပေါ့ဘုရားကဘာလွမ်းနေလဲ ဝိရိယလွန်ပြီးတကလာနေတော့ဝိရိယခိုင်ခဏနားပါဦးမယ်ဆိုတော့ဝိရိယကြီးကနည်းနည်းရော့တော့တော့လည်းဖြစ်တဲ့ကံတွေလက်မလို့ဖြစ်တဲ့ကံတွေလက်မလို့ဘုရားကြွရလက်မလို့တော့အတိတော့သမထတိကလည်းအများရန်ရှိနေတော့ဖြစ်ဖြစ်လက်မလို့တော့ဝိရိယလေးပဲဒီလျှော့ပြီးကလာခဏကြောခင်းပါဦးမယ်ဆိုတဲ့အသွားလေးဒီစိတ်ကူးလေးပေါ်လိုက်တာတော့ကံထမ်းလေးရပါ ဒါလည်းရှင်အားမြင်တဲ့လောကကောင်းတဲ့ကောင်းတဲ့လည်းမဖြစ်ခင်မှာယန္တာဖြစ်တယ်။ဒါပေမဲ့ယန္တာဖြစ်တဲ့အဲမှာဖြင့်ယန္တာတော်တော်ဆန်းတဲ့ပုဂ္ဂိုလ်ပဲ။မဆိုရဘူးလား။ဒီလိုတိုင်းနေဖြစ်တယ်ဆိုတော့အင်းကျန်လာပြီကြားတဲ့အခါကျတော့ရှင်မင်းဘုံညာရဲ့ရှင်အစဉ်တိုင်းပေါ်လာလို့ရတာလေဘုံကြီးပေါ်လာ။ သူကကဒီလိုကမဟုတ်ခိုက်ခန်းခန်းဖြစ်နေတော့ဒီအောင်နဲ့မြင်းနဲ့လည်းလွတ်ခါကောင်းလည်းမလွတ်ကြလည်းကောင်းနဲ့ကောင်းနဲ့လည်းမသိမီရမ်းမှရမ်းတာဖြစ်တယ်လို့ဆိုတဲ့ပြင်းဓရမတွေဒီကြအာရောပုံထားတာဒီခုနကညှိနှိုင်းမှုညီတဲ့အချိန်ဖြစ်တာပဲဘယ်လိုဆိုကြညှိနှိုင်းမှုညီတဲ့အချိန်မှာဖြင့်ရေရေတုကိစ္စပြီးသွားပါဘုရား ملو پہ ہاں ہماری ابھی آ رہی امیا شیو لگے နာကိုဆုံးနေတာကလေးရှုလိုက်ကလေးကလာတယ်နာကိုကတစ်ခါတည်းဖြစ်ဖြစ်ရှိရဲ့ဆုံးနေတာပဲတဲ့ဘုရတော်လည်းတဲ့ဒီခုကိုလုံးနေပြန်တော့လေဖြစ်တဲ့ကမြန်မာရဲ့ဝရိယကလုံးနေပြန်တော့လေအင်းစရိမဖြစ်ရဘူးကိုဒဂရမမဲ့ငါးပါးကစစ်ပါးဖြစ်လာလို့အေးရနှောင့်နှင်းပြန် ဖြစ်ပါဖြစ်မှာလည်းနိဗ္ဗာန်တွေ့ရတယ်။အဲ့ဒါကြောင့်ဇုံဝင်များတော့လည်းသူကရှိရကောင်းမယ်။နာဂနောက်ကလိုက်မယ်ဆိုတော့ဇုံတော့ဝင်များတော့လည်းရှင်းတော့ခွဲနေလို့ရှိရင်လည်းဒီကသိရုပ်ဆက်တစ်ခုကိုဝင်လို့ပဲ။ဘာကြ။အဲပန်းဆုပ်ကလေးဒီကဓမ္မတွေဇုံဝင်နဲ့နောင်းကောင်းနှကောင်းကလေးမှာပန်းနိုင်ပြီ။ရောက်ပါမှဇုံရောက်ပါမှနေရကြ။အဲအားလုံးကဓမ္မတွေ نہیں آ رہے کی بولما نہ ဘုရားနာလားဘုရားမမဟုတ်တဲ့ပုဂ္ဂိုလ်ရဲ့ဘုရားပြောနေတာဘာပါလဲမလဲလို့တကယ်ကြိုပြောချင်လို့ပြောကြဘုရားနာမယ်လေလို့အဲ့တော့နားလဲတဲ့ပုဂ္ဂိုလ်ကလည်းပတ်တာဒါကိုလို့တော့ဒီဟာကိုဒီမူလိုက်ရလိမ့်မယ်ဆိုတာမှတ်ထားဖို့ကျင်းနေပါဘုရားဒါဖြင့်တရားဓမ္မတို့ပါရမီကဘယ်လိုစဉ်းစားကြလဲပြည်ပြီလား จิตนี้ก็นอนเน้นเลยว่าอย่างบาลีเนี่ยไอ้ตรีมีจักเลยว่าจักบาลีก็บาได้ဘယ်နဲ့ရောက်မဲ့ကိုလိုရတဲ့နဲ့အရောက်နှင်းနေပါလေနိဗ္ဗာန်မမြင်ပါလေမလဲလို့မေးမနစ်ဖြစ်အင်းဒရေအညှိလုံနေသေးတယ်တဲ့ပါဗျာနော်ကျန်နန္ဒာမှာဒကာဓမ္မကိုခဏလေးနဲ့ကြည့်ချက် ။ဒညာလုံးလုံးနေတာဟောတိကံဖြစ်ရ။ခရမောခဏလေးတက်လိုက်တာကအကျိုးရှိ။ကဲဒါကမကွာချမ်းဘူး။ရောပါရ။အေးဒါကြောင့်ခက်ကလေးကြတော့ဘုရားရှင်ဘုရမင်းကြီးကအေးရှင်မောက်ကံညာသွားအထုတ်နေတဲ့ကကိုရောကြီးကရှင်မောက်ကံကသမာဓိလွန်ပြီးရှင်းနာမိတာများလာတဲ့ကမျက်နှာကပြောရတယ်။ မြန်မာတော်ရဲ့ဒီနာမည်လွန်နေပေမဲ့မြန်မာလူပေါင်းကိုရိယာတင်ပင်กว่าအမှန်ကတော့သွားပြောပေးနေအကျိုးရှိတာရှိတဲ့ကိုလိုကြီးကိုပြတရားကသွားနှိပ်ပေးရဒီလိုကြီးတဲ့ဝတ္ထုသက်တည်သာဂရီတရားကျော်ပြည့်အဲ့ဒါကြောင့်အားလုံးကဓမ္မတွေဒီနေ့ရဲ့ဟာဖြင့်အလုကမအတွက်ပါဖြင့် အင်းပြဋိဌာရမယ်အချက်ကြီးပြောနေတာပဲဆိုတဲ့ဥစ္စာတကယ်တည်းကောင်းပေါ်ပေါ်ပေါ်တယ်ဥလားအင်းတော့ပဲဒကာရမလေးကိုယ်ကိုကဲတင်ခြင်းလို့ရှင်းရင်လေကိုယ်ကိုသနာကြလို့ရှင်းရင်လေဒီကြီးလုံးလေးနဲ့အလုံးလုံးမယ်ဆိုလို့ရှိရင်ကိုယ်ကိုသနာလို့ဘယ်လေးပါးထဲမှာဆွဲတင်လိုက်တာပဲဒုက္ခဝတ်ထဲမှာဆွဲတင်လိုက်တာပဲ ဒုက္ခကစိငိမ့်တဲ့ခြေစို့ပို့လိုက်တာပဲအဲ့ဒါကြောင့်တကယ်ကျွဲလုတ်ပြောင်လုတ်ပါဆိုရလဲတိုက်တွန်းရလုတ်ပြန်နှိမ့်လိုက်ပါနှိမ့်တတ်ပါစေဆိုတာကိုလည်းတိုက်တွန်းရဥမာရင်းကြည့်လားကဲဒါဖြင့်ဒါကခြေပိုင်းမှာအလုံးတင်နေတယ်ဆိုတာတကယ်ကျော်မှတ်လိုက်ပြီ။ဒီလေးတရားဓမ္မတွေကိုပြောပါမယ်တဲ့။ဒီနည်းလေးက အဲကျန်းနေတယ်ကိုသုံးမယ်ငါးမိနစ်ကျန်းနေတော့ရှင်နည်းလေးကဩခုရှုခိုင်းတာဖရာကရှုခိုင်းတာဖရာရဲ့ဒီသားကလည်းရှုခိုင်းတာဖရာအဆုံးမလိုက်နာပြီးတော့သူပြီးရုံရုံကြည့်ကြည့်ကိုရမေကြီးညာကိုခင်ဗျားတို့ယုံကြည်ပါကိုရမေကြီးညာနဲ့ဟောတာအဲ့ဒါမြတ်စွာဘုရားရဲ့သတ္တဝိညာဉ်ညာကိုယုံကြည်ပါယုံကြည်လေးကလည်းဒီကုပ္ပညာလေးနဲ့လည်းဆရာပေးတဲ့ပညာနဲ့ရှိပါ ဘုရားဘောယုံကြည်ပြီးကိုယ်ပညာနဲ့ရှိပါမှန်ပါသဘောကျဘုရားဘောယုံကြည်ပါပြီးတော့ကိုယ်ပညာနဲ့ရှိပါအဲ့တော့သရာနဲ့ပညာညီပါ့သရာလည်းခရယဥစီညူရာမလွန်နေနဲ့ခရယဥစီညူရာလွန်ရင်ပညာနောက်ဆုတ်သွားမဲ့မညာပညာမရနိုင်ဘူးဘုရားဥစီညူလွန်ရင်ဝါဒိနေနာရှိတော့အကျဉ်းညူလွန်နန်းနဲ့ဘာဖြစ်ပညာနောက်ဆုတ်သရာက သာလွန်နေလို့အဲ့ဒါကြောင့်ဘုရားတို့ဘုရားမရှင်ညွန်တဲ့လို့ဟောတာဟုတ်အရှင်ညွန်လွန်ရမနဲ့ရရင်းနေပြလားဘာကြောင့်မသရာပညာမညီလို့ပေါ်ကြဘယ်လိုယူပါအဲနိဗ္ဗာန်လို့ရှင်လို့ရှင်သရာပညာညီရသရာကတော့ဘုရားပေါ်မှာသိပ္ပိယုတ်ကြီးရပညာကလည်းယုံကြည်တဲ့အတိုင်းပဲပညာကလည်းဘုရားဟောဒီမှာဟောတော့ဉာဏ်စက်ကလေးဖြစ်တဲ့ကြားစက်ကလေးဖြစ်တဲ့ဆိုရင်ခင်ဗျားတို့ကဉာဏ်ကလည်းအဲ့ဒီဖြစ်တဲ့စီကိုသွားဆက်ရတယ် ်ကရဟန်းလေးဒီမကြီးနဲ့ဒီဖြစ်တဲ့စီပါသွားဆိုင်တဘောကြအဲ့ဒီလေနှစ်ခုညီလိုက်ရင်သရပညာညီရင်လေခဏလေးနဲ့ရတဘောကြဒါဣန္ဒြေကြီးတာလို့ခေါ်တယ်ဗတ်ဒိန္ဒြေနဲ့ပြင်းပြင်းကြီးကြီးတာပြီးတော့အကြေးဒီနှစ်ခုမှာနွားနှကောင်ကိုကျိုးစုံတိုင်မောင်းတော့ကိုစောမောင်းတကောင်မှမလွန်ရတယ်ပေါ့ဗျာဒီနှစ်ခုတစ်ခုလွန်သွားရင်သရလွန်တော့ဘုဘက်ကခင်တဲ့ဘက်လဲ ဘုရားပေါ့ခင်နဲ့ပဲလက်ဟုတ်လားပညာကစိတ်ဆွန့်ပြသွားပြန်လဲကောက်ပြစ်တယ်ပဲလက်သူတို့နှစ်ခုညင်းညံထားဖြစ်ဖြစ်စီကိုဖြစ်တဲ့စီကိုဘုရားဓမ္မတို့ဖြစ်တဲ့စီကိုဘုရားညင်းညံထားမှာတော့အဲညင်းဟာဥပါချင်းရိမ့်မိဗလားငါဘယ်နဲ့ကြောင့်မရသေးပါလဲဆိုဓမ္မညီသေးလို့မှာကျဲမလားကဲတခုပြောလိုက်ပါဝရိယနဲ့သမာဓိသူတို့လည်းစုံလို့ရပါဝရိယလေးရတဲ့ကိုယ်စမောင် အာအထောသတိရှိတဲ့ဘက်ကသမာဓိကလည်းသတိရှိတဲ့ဘက်ကပြည်ရမောင်းနိုင်သဘောကျဝိညာဏသမာဓိကရောညီရမယ်ဘယ်ဘက်လဲညီရမှာပါလေသတိရှိတဲ့ဘက်ညီအောင်တော့သဘောကျသတိရှိတဲ့ဘက်ဘယ်လိုလုပ်ရမလဲအဲ့ဒါဒီလိုနှစ်ခုဝိရိယကစိတ်ဆွန်ထွက်သွားပြန်လို့ရှိရင်လည်းဥဒိစ္စပဲသွားလိုက်မယ်တဲ့မင်းတို့မတ်မရပဲဘူးတဲ့သဘောကျလား အဲသမာဓိကလွန်သွားပြန်လို့ရှိရင်ပြင်းကြီးတဲ့ဘက်ပြင်းနမိတဲ့ဘက်သွားလိုက်မယ်ကွာသူတို့ကသူတို့မလွန်စင်းနဲ့တဲ့ဒီတဲ့ဒီတဲ့ဘက်ကိုသိရမလားအဲသရာပညာရောမောင်းနိုင်ဘယ်ဘက်လဲကြည့်ရမှာဝရိယသမာဓိကအဲအဲ့တော့သတ္တဉ္စရိဝရိဉ္စရိသတ္တဉ္စတ္တဉ္စရိဝရိဉ္စရိသမာဓိဉ္စရိပြင်းဉ္စရိဆိုတာဣတိလေးပါးပြီးတော့အဲ့တော့ပฏิကလုံးကြံနေတယ်ပฏิကိုတော့ဒီပေါ်မှာ၄ခုပေါ်မှာအကုန်ထုတ် သတိကမလစ်စီတဲ့လာပြီးစုဖက်မောင်နေသဘောကျအဲသတိကတော့ဖြင့်ခေါင်းကလွန်နေလို့မရှိဘူးသူကတော့အမြဲတမ်းစောင့်ကြည့်ရှိနေရအမြဲတမ်းစောင့်နေရမှာသတိကဒီထဲမှာဖြစ်ပြမြင်တာကတော့ပညာဆုံးနည်းနဲ့သိပညာတွေအကူကြီးကြီးမှလာရင်သရာရောဝရိယသမားကြီးရောသတိဟောအကူကြီးပဲတဲ့ဒါတော့ပညာဆိုင်ရာတွေ ရမလားဆိုတာဖြင့်ဒီနေ့ညမှာဘာနဲ့ဘာညီရမလဲဥပဒနာရှိတဲ့ပုဂ္ဂိုလ်ကပြီးတော့ညီရမပတိဘယ်တော့မှမလေးစင်နေဒါလေးတော့ကချုပ်ပြပါဒကာဓမ္မတွေတစ်ခေါက်ပြန်ပြောစမ်းပတိလိုပတိလိုဘယ်တော့မှမလေးစင်နေဒီ၅ပါးညီလို့ရှင်းဖြင့်ကွာတဲ့ဣန္ဒြေပြတယ်တွေ့အမညာပုံညာရမယ်လို့သေချာဟောတယ် ရှင်းမလားဒါဖြင့်ဥပဒနာမဲ့လည်းရှင်းပြီလောကတရားမဲ့ကောရှင်းပါဘူးရှင်းရင်းရှင်းကောရှင်းပါဘူးရှင်းရင်းနဲ့ရပြီဆိုတော့ဘာလို့လဲလို့ပြောဆိုမှာဣဒ္ဓဒီနည်းညတော့မှာတော်ဘုဒ္ဓံပါပြီရှင်းကြပါ